ဆဖမီများအားလုံးပဲမင်္ဂလာပါရှင်။အနီးရဲ့ channel လေးကနေပြီးတော့မှပြန်လဲရှိစုလိုက်ပါတယ်။ဒီနေ့ကတော့အနီးတို့မင်္ဂလာ match challenge လေးရဲ့ day 3ဖြစ်ပါတယ်။ day 3မှာတော့အနီးတို့ဆဖမီများနဲ့အတူတူမိမိချစ်ခင်ရတဲ့သူတွေမိမိပေါ်ကျေးဇူးရှိခဲ့ပူတဲ့သူတွေကိုအနီးတို့အတိအမှတ်ပြုကကျေးဇူးတရားပွားများချမှာဖြစ်ပါတယ်။အနီးတို့ဒုသားရီအနေနဲ့ ရှင်တန်ခဲ့တဲ့ဘဝတခြားလုံးမှာယေရှုရှင်နေတွေ့ခဲ့ပူကြပါတယ်အဒီဂျေဇုရှင်တွေကိုဒီကနေ့မှညီတို့မြတ်တာပို့ပေးရင်းနဲ့သူတို့ရဲ့မိမိအပေါ်မှာပြီးဆက်ခဲ့တဲ့အရာတွေပေါ်ကိုအတိမတ်ပြုဂျေဇုတင်ကြမှာဖြစ်ပါတယ်။မိမိအပေါ်မှာဂျေဇုပြုခဲ့ဘူးတဲ့သူတွေအပေါ်မှာတိတက်ပြီးတော့ဂျေဇုတရားပြန်လဲပွားများတခြင်းကလည်းမင်္ဂလာတစ်ပါးဖြစ်ပါတယ်။ အဲ့ဒီကနေ့ဒေးသရီလေးမှာလည်းအညီတို့မင်္ဂလာရှိစွာနဲ့ဒီနေ့တနေ့လေးကိုအောင်မြင်စွာအဆုံးသတ်ကြရအောင်နော်အဲ့အညီတို့ဆိုဖီမြအားလုံးပဲတတောင်တတာလေးထိုင်ပေးလိုက်ပါစိတ်ကလေးတွေကိုလျှော်လိုက်ပါမျက်လုံးလေးတွေကိုမှိတ်လိုက်ပါမိမိအမျိုးလုံးလေးတွေကိုမိတ်လိုက်ပြီးဆိုရတဲ့ပြင်ပလောကနဲ့အဆက်အသွယ်တွေကိုဖျက်တောက်လိုက်ပါတော့เนาะ ဒီနေ့တနေ့တာမိမိလုပ်ခဲ့တဲ့အရာတွေမိမိလုပ်ရအောင်မေတ္တာဝင်နေအားလုံးကိုခဏလေးမေတ္တာပေးလိုက်ပါကိုယ့်ရဲ့ပါဝင်ချက်မှာပါရီပဲဖြစ်နေပါစေဒီချိန်အခိုက်အတန့်လေးမှာတော့မိမိကိုယ်ကိုအပေါ်ပဲအာယုံလေးပြုထားကြပါမယ်ဒီကနေ့ရနေတော့မင်္ဂလာရှိစွာကျေးဇူးတရားပွားများကြမယ့်လုပ်ငန်းစဉ်လေးကတော့ ိမိရဲ့ဘဝမှာမိမိအပေါ်မှာယေရှုရှိခဲ့မှုနဲ့ယေရှုရှင်ရဲ့အပေါ်ကိုအတိမတ်ပြုဆုတောင်းမြတ်တာပို့တာကယေရှုတရားပွားများပေးကြမှာဖြစ်ပါတယ်။ယေရှုတရားပေးတဲ့လုပ်ငန်းစဉ်မစတင်ခင်မှာမိမိရဲ့စိတ်နှလုံးလေးရာကြည်လင်နေဖို့အတွက်လိုအပ်ပါတယ်။ဒါကြောင့်အန်ယူရိုဆိုဖယ်မီများအနေနဲ့ယေရှုတရားပွားများခြင်းလုပ်ငန်းစဉ်ကိုမစခင်လေးမှာအနေနဲ့အတူတူဒီကနေ့တနေ့တာရဲ့အမောလေးတွေဖြေလိုက်ရအောင်နော်။ ိုယ့်ရဲ့စိတ်ကလေးလျှော်ရင်းနဲ့နှာခေါင်းကနေလေးလေးရှစ်သွင်းလိုက်ပါ။ပြန်ပြီးတော့ရှစ်ထုတ်လိုက်ပါ။တတိယမြောက်တစ်ကြိမ်ကိုရှစ်သွင်းလိုက်ပါ။ရှစ်ထုတ်လိုက်ပါ။တုံးချိန်မြောက်ကိုရှစ်သွင်းလိုက်ပါရှစ်ထုတ်လိုက်ပါ ိမိရဲ့ဘဝရင်းမှာဖြစ်ပြနေတဲ့အရာတိုင်းကိုခဏလောက်မိထားပြလိုက်ပါ။ဘာတွေပဲဖြစ်နေပါစေဒီအရာတွေအားလုံးကယခုချိန်လေးမှာတော့မိမိနဲ့သက်ဆိုင်ခြင်းမရှိဘူးလို့တွေးထားလိုက်ပါ။ယခုချိန်ခိုက်တန်လေးမှာတော့မိမိကမိမိရဲ့နှလုံးသားလေးကအကြည်တက်ကလေးနဲ့ကျေးဇူးတရားလေးတွေကိုဖြန့်ကျက်ပွားများမှာဖြစ်ပါတယ်။မိမိရဲ့နှလုံးသားလေးကိုအာရုံပြုလိုက်ပါနော်။ ကိုရင်ဘက်ရဲ့အလဲပဟိုမှာ heart chakra လေးရှိပါတယ်။ရောနှလုံးသားလေးကိုအာယုံပြုမဲ့ heart chakra လေးကိုအာယုံပြုလိုက်မယ်။အနီရောနှုတ်ကနေ affirmation လေးရွတ်ဆိုပေးလိုက်ပါ။ငါရဲ့နှလုံးသားလေးကကြည်လင်နေတယ်။ငါရဲ့နှလုံးသားလေးကကြည်လင်နေတယ်။ငါရဲ့နှလုံးသားလေးကကြည်လင်နေတယ်။ငါရဲ့နှလုံးသားလေးကအကြည်တက်ကလေးနဲ့ကျေးဇူးတရားပွားများဖို့အစဉ်သင့်ဖြစ်နေပါပြီ။ ငါရဲ့နှလုံးသားလေးကအကြည်တက်ကလေးနဲ့ခြေဆုတရားပွားများဖို့အစဉ်တင်ဖြစ်နေပါပြီ။ငါရဲ့နှလုံးသားလေးကအကြည်တက်ကလေးနဲ့ခြေဆုတရားပွားများဖို့အစဉ်တင်ဖြစ်နေပါပြီ။မိမိရဲ့ဘဝမှာတွေ့ဆုံခဲ့မှုတွေခြေဆုရှင်တွေအားလုံးကိုခြေဆုတင်ပါတယ်။မိမိရဲ့ဘဝမှာတွေ့ဆုံခဲ့မှုတွေခြေဆုရှင်တွေအားလုံးကိုခြေဆုတင်ပါတယ်။ ိမိရဲ့ဘဝမှာတွေ့ဆုံခဲ့မှုတဲ့ယေရှုရှင်တွေအားလုံးကိုယေရှုတင်ပါတယ်။မိမိရဲ့နှလုံးသားလေးမှာဖြစ်ပေါ်လာတဲ့အကြည်တကလေးကိုခံစားကြည့်ပါ။အော်ဒီချိန်လေးမှာငါကြည်လင်နေလိုက်တာ၊ဤချမ်းနေလိုက်တာ။ငါရဲ့စိတ်နဲ့ခံတာဟာတသားတည်းကြာနေလိုက်တာ။ယေရှုတရားလေးကိုခံစားလို့ရနေလိုက်တာ။အမီမီရဲ့ဘဝရဲ့အခြေစုရှင်မိနေဖာကိုအာရုံပြုကြမယ်။ မိမိရဲ့အဖေဖြစ်သူ အမေဖြစ်သူရဲ့မျက်နှာလေးတွေစားပြီးတော့မြင်အောင်ကြည့်ရအောင်ပါမိမိရဲ့အဖေဖြစ်သူအမေဖြစ်သူဟာမိမိအပေါ်ပေးဆက်ခဲ့တဲ့အရာတွေအများကြီးရှိပါတယ်မိမိရယခုဘဝမှာမိသားစုတွေအဖြစ်နဲ့လာဆုံစည်းကြရတဲ့သူတွေဟာတယောက်နဲ့တယောက်ပါရမီဖြစ်ပြီးကြဖို့လက်မှတ်ထိုးထားခဲ့ကြတဲ့သူတွေ ဖြစ်ပါတယ် တကယ်တော့ကိုယ့်ရဲ့အဖေဖြစ်သူအမေဖြစ်သူကလည်းကလေးဘဝကနေကြီးပြင်းလာခဲ့ကြတာပဲဖြစ်ပါတယ်။သူတို့မှလည်းသူတို့ရဲ့ကိုစီကိုစီစိတ်တရားတွေရှိကြပါတယ်။ချက်ချင်းမြတ်တာကိုအပြည့်အဝမခံခဲ့ရတာတွေရှိကြပါတယ်။သူတို့ရဲ့ရင်ထဲမှာဖွင့်ထုတ်ပြီးတော့မပြောပြနိုင်တဲ့မျိုးတိတ်ထားရတဲ့နာကျင်မှုတွေလည်းရှိကြပါတယ်။သူတို့ဖြစ်ချင်းပေမဲ့ဆွလွတ်ခဲ့ရတဲ့အိမ်မက်တွေလည်းရှိကြပါတယ်။ ကိုယ့်ရဲ့အဖေဖြစ်သူနဲ့အမေဖြစ်သူဟာဒီလောကတွေကိုမိမိကိုမွေးဖွားပေးခဲ့တဲ့ယေရှုရှင်တွေဖြစ်ပါတယ်။မိမိရဲ့ယေရှုရှင်တွေအပေါ်ကိုအတိအမှတ်ပြုယေရှုတင်တဲ့ခြင်းကမင်္ဂလာတစ်ပါးဖြစ်ပါတယ်။ကိုယ့်ရဲ့အဖေဖြစ်သူကိုယ့်ရဲ့အမေဖြစ်သူဟာသူတို့ရဲ့ကိုယ်ပိုင်စိတ်ဓာတ်ရာတွေကြောင့်မိမိကိုနားကျင်အောင်ပြုလုပ်ခဲ့မိတဲ့အချိန်တွေလည်းရှိကြပါလိမ့်မယ်။ တချို့သောသူတွေမှာကိုယ့်ရဲ့အဖေဖြစ်သူကိုယ့်ရဲ့အမေဖြစ်သူကကိုကိုနာကျင်အောင်လှုပ်တာတွေကိုလည်းကြုံရတဲ့သူတွေရှိကြပါလိမ့်မယ်။အနေရောကိုပထမဆုံးတင်ငန်းစပီးတဲ့သူတွေကကိုယ့်ရဲ့မိဘနှစ်ပါးပဲဖြစ်ပါတယ်။အနေရောကတာသမီတွေအနေနဲ့အကောင်းဆုံးလုပ်နိုင်တဲ့အရာဟာကိုယ့်ရဲ့မိဘတွေကိုကလေးလေးတယောက်လိုမြင်ပြီးဂယုဏနှလုံးသားလေးနဲ့ခွင့်လွတ်ပေးပြီးချစ်ချင်းမြတ်တာပေးတတ်ဖို့ပဲဖြစ်ပါတယ်။ ကိုရဲ့မိဘတွေကိုပိတ်ဆက်ခဲ့တာတွေအများကြီးရှိမယ်။သူတို့ရဲ့ကိုယ်ပိုင်စိတ်တရားတွေကြောင့်နာကျင်အောင်လှုပ်ခဲမိတာတွေလည်းရှိကောင်းရှိလိမ့်မယ်။သို့တော်အနီတို့သူတို့လေးတွေကိုကလေးလေးတွေဖြစ်နေမြင်ကြည့်ပေးလိုက်ပါ။အော်သူတို့ကလည်းနေရာကကြည်ပြင်းလာကြတယ်။သူတို့ရဲ့ inner child လေးမှလည်းစိတ်တရားတွေရှိကြတယ်။သူတို့လည်းကောင်းမယ်ထင်နေဆိုတာကိုရွေးချယ်ခဲ့ကြတယ်။ သူတို့မှလည်းသူတို့ရဲ့ကိုယ်ပိုင်အတ္တတွေမာနတွေအခုထိကိုကိုကို မကုစားနိုင်သေးတဲ့အရာတွေရှိကြတယ်။ဒါရီအားလုံးကိုငါကခွင့်လွှတ်ပေးပါတယ်။လက်ခံပေးပါတယ်။ဂယုနာတတဲ့နှလုံးသားလေးနဲ့ကိုယ့်ရဲ့မိဘနှစ်ပါးကိုအတိအမှတ်ပြုပေးပါတယ်။မိဘနှစ်ပါးဟာယခုဘဝမှာကိုယ့်အတွက်ပါရမီဖြည့်ပတ်ကောင်းနေနေနဲ့လာဆောင်ချရတာဖြစ်ပါတယ်။ဒါကြောင့်ကိုယ့်ရဲ့မိဘတွေကိုချီးစွတ်တင်ပါတယ်။ လူလောကကိုရောက်အောင်မွေးဖွားပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။သူတို့တတ်နိုင်တဲ့များဖြည့်ဆည်းပေးခဲ့တဲ့အတွက်ပေးဆက်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ကိုရမီပါနှပါဟာလည်းသူတို့ရဲ့ကိုစီစိတ်တရားတွေကိုလည်းကုစားနိုင်ကြပါစေ။ကုစားနိုင်ကြပါစေ။ကုစားနိုင်ကြပါစေ။သူတို့ရဲ့ရှင်လေးကဖွင့်ထုတ်မပြောပြနိုင်တဲ့နာကျင်မှုတွေလည်း ဖြေပြောက်ကြပါစေဖြေပြောက်ကြပါစေဖြေပြောက်ကြပါစေတို့မိမိအပေါ်မှာမချင်မဲ့ဖြင့်နာကျင်အောင်လှုပ်ခဲမိတာတွေအတွက်ကိုကိုကိုအဖြစ်တင်တဲ့စိတ်တွေလေမေးပြောင်းနိုင်ပါစေမေးပြောင်းနိုင်ပါစေမေးပြောင်းနိုင်ပါစေမိမိရဲ့မိဘနှစ်ပါးရဲ့ပြုံးနေတဲ့မျက်နှာလေးကိုမြင်ကြည့်ရအောင်မိမိရဲ့မိဘနှစ်ပါးဟာကျမ်းမာဖို့အတွက်ပျော်ရွှင်ဖို့အတွက် ငြိမ်းချမ်းမှုအတွန်းဆူတောင်းပေးလိုက်ပါမိမိပေါ်မှာလှူဆောင်ပေးခဲ့တဲ့အရာတွေအားလုံးအတွက်လည်းအတိမတ်ဖြူပေးလိုက်ပါကျေးဇူးတင်ပေးလိုက်ပါမိမိရဲ့မိဘနှစ်ပါးကိုကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်အဲ့တော့ဒီလိုနေခဏလေးအချိန်လေးပြီးပြီးတော့မှမိမိရဲ့မိဘနှစ်ပါးရဲ့မျက်နှာလေးတွေကိုမြင်အောင်မိ credit ချုပ်လေးပေးရအောင် ဂရက်တီကျူလေးနဲ့အတူတူဆုတောင်းမေတ္တာလေးပါပို့တာပေးကြရအောင်နော်။ကျမ်းမာဖို့ချမ်းသာဖို့အေးချမ်းတည်ငြိမ်ဖို့ကိုယ်အတွက်စိတ်မှန်နဲ့လွမြောက်ခြင်းတွေကိုရှာတွေ့နိုင်ဖို့ကိုယ့်ရဲ့မိဘတွေအတွက်ဆုတောင်းမေတ္တာပို့ပေးလိုက်ပါ။ ယခုတစ်ခါမှာတော့မိမိအပေါ်မှာပညာတွေတင် जा ပြတ်သပြီးခဲ့ဘူးတဲ့တင်ဆရာမြင်ဆရာကြားဆရာတွေအားလုံးကိုအတိမတ်ပြုကျေးဇူးတင်ကြမှာဖြစ်ပါတယ်ဆရာသမားတွေကမိမိရဲ့ဘဝမှာကျေးဇူးရှင်တွေဖြစ်ပါတယ်ပညာတင်ကြပေးခဲ့တဲ့ဆရာလေ့လာခြင်းဖြင့်ကြားသိခဲ့ရတဲ့ကြားဆရာအတုခိုးခြင်းဖြင့်တမြောက်စီခဲ့တဲ့မြင်ဆရာတင်ဆရာမြင်ဆရာကြားဆရာများအားလုံးကိုကျေးဇူးတင်ကြပါမယ် အနေတို့လူသားတွေအားလုံးက လူလောကကိုရောက်လာပြီဆိုတာ ਨੇ မိမိကို လူတယောက်အဖြစ်ကောင်းမွန်စွာ ရှင်တန်ကြီးပြင်းလာဖို့အတွက်အပြပေးမယ်ဆရာသမားကောင်းကြီးလိုအပ်လာပါတယ်ဆရာသမားတွေကြောင့်မိမိတို့ဟာဒီနေ့ဒီချိန်ဒီနေရာရောက်တဲ့အထိကြီးပြင်းလာခဲ့ကြတယ်ပညာရေးတက်မြောက်လာခဲ့ကြတယ်မိမိကိုကိုအကျိုးပြုနိုင်ခဲ့ကြတယ်အများကိုပြန်ပြီးတော့အကျိုးပြုလာနိုင်ခဲ့ကြပါ ဒါကြောင့်မိမိကိုပညာရေးသင်ကြားပေးခဲ့တဲ့ဘဝတက်ရှောက်မှာစုံစည်းခဲ့ပူကြတဲ့ဆရာသမားတွေအားလုံးကိုလည်းကျေးဇူးတင်လိုက်ကြပါမယ်။မိမိရဲ့အာယုံထဲမှာမှန်မိဒီလောက်ဆရာသမားတွေရဲ့မျက်နှာလေးတွေမြင်အောင်ကြည့်ပါနော်။အနေရတာမူချုပ်ကလေးလေးရွယ်ကစားပြီးတော့အသက်ကြီးပြည့်တဲ့အထိကိုယ့်ရဲ့စုံခဲ့ပူတဲ့ဆရာသမားတွေအားလုံးရဲ့မျက်နှာလေးတွေကိုတရားချင်းမြင်ကြည့်ရအောင်ပါ။ ဆရာသမားတွေစမ်းမဖို့ချမ်းသာဖို့ပြေဆုံးကြွယ်ဝဖို့အေးချမ်းတည်ငြိမ်ဖို့စင်မန်နဲ့လွမြောက်ချင်းဉာဏ်ပညာတွေကိုရှာဖွေတွေးရှိနိုင်ဖို့စွတ်တောင်းမြတ်တာပို့တာပေးလိုက်ပါမိမိပေါ်အနစ်နာခံခဲ့တာတွေလမ်းပြပေးခဲ့တာတွေပေးဆက်ခဲ့တာတွေအားလုံးအတွက်လည်းအတိမတ်ပြုပြီးကျေးဇူးတင်ပေးလိုက်ပါအဲ့တော့အညီတို့အချိန်လေးခဏပေးပြီးတော့ ကိုရဘဝရဲ့မှာဆုံတွေ့ခဲ့ပူတဲ့တင်ဆရာမြင်ဆရာကြားဆရာတွေအားလုံးကိုကျေးဇူးတရားပွားများလိုက်ကြရအောင်ပါ မိတို့ရဲ့ဘဝမှာအထက်ကယေရှုရှင်နှစ်ပါးဖြစ်တဲ့အမိအဖာဆရာသမားတွေကိုယေရှုတရားတွေပေါ်များပြီးဖြစ်တဲ့အတွက်ကိုယ့်ရဲ့နှလုံးသားလေးမှာအကြည်တက်ကလေးတွေကြောင်းနေတာကိုသတိထားမိပါလိမ့်မယ်။ယေရှုပြုခဲ့ပူတဲ့သူတွေအပေါ်မှာယေရှုတည်တက်ခြင်းကလည်းမင်္ဂလာတစ်ပါးပင်ဖြစ်ပါတယ်။ဒီနေ့ Day 3ရဲ့မင်္ဂလာ challenge လေးကလည်းအောင်မြင်သွားပြီဖြစ်ပါတယ်။အဲဒီတော့အားလုံးကဒီကနေ့ မိမိရဲ့ကျေးဇူးရှင်တွေကိုအတိအမှန်ပြုစွတ်သားမြတ်တာပို့တာကကျေးဇူးတရားကြီးပွားများခဲ့ကြတာဖြစ်ပါတယ်။ဒီနေ့မှလေမင်္ဂလာရှိသောနေ့ဒီတနေ့ကို အောင်မြင်စွာနဲ့ရှင်တန်ကြောဖြတ်ခဲ့ပြီးပြီဖြစ်ပါတယ်။ And your soul family များအားလုံးပဲဒီကနေ့မှကောင်းမွန်စွာအိပ်ဆက်အနားယူပြီးနောက်တနေ့မနက်မှအားရင်အပြင်းနဲ့ပြန်လည်နှုတ်ထားကြရအောင်ပါနော်။ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်